အိန္ဒိယရိုးရာ၌ခမရအသက်50ပြည့်ပြီဆိုပါသို့ခမရဖျားဘူးထွက်ရမည်ဟု၏ဒါနဲ့ပဲ1985နွေရာသီတွင်ဗြိတိန်ကျွန်းကဘာသာတရားနှင့်သက်ဆိုင်သောနေရာများစီဖျားဖူးသွားရမလားကျွန်တော်စဉ်းစားသည်ရီစာချင်းကကိုရေးကိုတာကဏ္ဍတွင်ရီစာချင်းဖတ်သူဘသူဘဝများကျွန်တော်အားညာအိတ်စရာတနေရာပြိမလဲဟုကြောညာလေးတစ်ခုထည့်လိုက်၏တုံးပြန်မှုတွေအများကြီးရပါသည် ဒါနဲ့ပဲဖျားဖူးထွက်ရန်ဆုံးဖြတ်လိုက်သည်နေတိုင်းခြေကျင်လျှောက်မည်မနက်9နာရီမှစလျှောက်ခါတဲအိမ်သို့ညနေ6နာရီနဲ့6နာရီကြာရောက်မည်တနေ့ပြန်မြမိုင်း20ပေါက်မည်စပထမတော့အတလောက်ခီးပေါက်မှာမဟုတ်ဒီလိုနဲ့မတ်လ31 Easter နေ့၌ဖျားဖူးခီးစသည်လမ်းတစ်လျှောက်ကျွန်တော်အသက်ရှူသည်ဖျားသခင်ဤအသက်ရှူခြင်းကမ္ဘာလောကဤလူအပေါင်းတို့အသက်ရှူခြင်းမျိုးရှူပါသည် တည်ရှိနေခြင်းမှလာသောအသက်ရှုခြင်းကထဲ့ပေးခြင်းကိုကျွန်တော်လက်ခံရယူ၏။ငှက်များ၊နမများ၊တိုးများ၊မဲများ၊တစ်ပင်များ၊မြက်ပင်များသည်ကျွန်တော်ဖြတ်လျှောက်စဉ်သူတို့၏အသက်ရှုခြင်းကို ပေးလျက်ကျွန်တော်အားနှုတ်ဆက်၏။ကျွန်တော်၏အသက်ရှုခြင်းသည်အသက်စီဝါကိုမျှခြင်းသာလျှင် ဖြစ်၏။တခါတည်းရန်ကျွန်တော်တစ်ဖက်ပါကြပြာကိုယွတ်၏။ အကျွန်ုပ်အားသိခြင်းမှရှေ့ခြင်းသို့ဆောင်ယူတော်မူပါအမားရွင်မှ မှန်ကန်ခြင်းသစ္စာသည်အကျွန်အားမျှော်လင့်စရာကင်းပခြင်းမှမျှော်လင့်ပွေရှိခြင်းသို့ဆောင်ယူတော်မူပါကြောက်လန့်နေရခြင်းမှယုံယုံကြည်ကြည်နေခြင်းသည်အကျွန်ုပ်အားမုန်းခြင်းမှချစ်ခြင်းသို့ဆောင်ယူတော်မူပါစိတ်မက်ပြည့်နေခြင်းမှငြိမ်ချမ်းခြင်းသည်အကျွန်ုပ်တို့နှလုံးများ၌ငြိမ်ချမ်းပါရစေအကျွန်ုပ်တို့ကပါကျွန်ုပ်တို့စัจ java လာ ငိမ့်ချမ်းငိမ့်ချမ်းငိမ့်ချမ်းကြပါစေကလေးဘွားကရွက်ခဲရတော့တက္ကထပါဠိချိန်မှလာရှိသည်များလွန်ခဲ့သောနှစ်30ကကြပြများသည်ရှင်းရှင်းလင်းလင်းရောက်လာ၏လမ်းလျှောက်ခြင်းရွတ်ဆိုရခြင်းကရတော်ပြီတိကိုနိုင်များစွာခံစား၏လမ်းပေါ်မှာရှိနေရခြင်းသည်ဘက်ကလောက်လွတ်လပ်စွာနွမ်းနေသောခန္ဓာပန်းနေသောစိတ်အတွက်အားလက်ချိန်ပါ ဖျားပူးသွားခြင်းသည်ခမည်းရဲ့စိတ်နှင့်ဝိညာဉ်ကို အားသေးလက်စေသည်အိုင်ယိုနာထိရောက်သည်အိုင်ယိုနာကမြောက်ပိုင်းဒေသဤနံဝိညာဉ်ဘက်ကမျိုးတော်သည်အာလုံစုစုပေါင်း84ရက်ကြာဤဖျားပူးခရီးအသေးစိတ်ကိုဤဘာသာပြန်၌မဖော်ပြပြီအိုင်ယိုနာမှစတဲ့နေသည့်နေရာဝေလာတောင်ပိုင်းသို့ပြန်ခီးလဲထုတ်အတူ အသေးစိတ်မဖော်ပြတော့ပါဆက်လက်ဖတ်ရှုတော်မူကြပါဘာသာပြန်သူအခန်းဆက်၃ ဖျားဖူးပြန်ပြီးတဲ့ကျွန်းတလျှောက်သူတို့ထွက်မြက်ထားသောနေရာများသို့ဖျားဖူးခီးခြေချင်းခီးထွက်ဤဖျားဖူးမှအင်းပြန်လန်း၌ဒီခြေချင်းခီးအကြောင်းဟောရပြောရသည်များရှိဤကတလစ်ဖုံးတော်ကြီးများဖွင့်ထားသောဒန်ဖရီကကြောင်းတကြောင်း၌ဟောရသည်ဘုန်းကြီးများသည့်အခန်းတခန်းပေးသနာရန်ကျွန်တော်အားကျင်နာကြပါ၏လူ90ခန့်လာ၍ထူဆန်းသောပုံမြင်ကိုလားနာကြပါသည်ထူဆန်းသောပုံမြင်နဲ့ လူတွေဤအဝတ်ဆောင်ဝတ်ကြည်ခြင်းပေါ်တီမီသောရှေးထုံးစံဖျားပူးထွက်ခြင်းကို ကျွန်တော်ကပြန်လည်စမ်းသစ်တော်ကြောင်းနဲ့တဘာဝတဲမှလမ်းလျှောက်လူတွေနဲ့တွေ့ဆုံလျက်ထိုနီးအဖျင်စိတ်မနှောအာဟာရပြည့်စည်ခြင်းနီးလန်းကို တွေ့တဲ့လူတယောက်ကတော့ဒီမှာပဲဟုမဂီသေးကမိတ်ဆက်ပြောဆိုသည်ကျွန်တော်ကမိနစ်40ကြာဟောသည်ငွေတပြားမှမပါတာကပဲလူတွေနဲ့နေရတဲ့အခွင့်ရေးပါ သူတို့အကူအညီအထောက်ပံ့ရခြင်းတွေကိုကျွန်တော်ရတော့တာပေါ့ကျွန်တော်ထိုင်လိုက်တော့ဘုန်းကြီးတစ်ပါးကထား၍ဝေဖန်သည်ခမည်းအတွက်တော့ပိုက်ဆက်မပါပဲခီးသွားတာကောင်းတာပေါ့ဒါပေမဲ့လူတိုင်းသာအဲ့ဒီလိုသွားကြရင်ဘယ်ဖြစ်မရောစိတ်ပိုင်းမနှောပိုင်းကောင်းစဉ်တက်ပြီးဓာလူတွေပေါ်မိခိုကြတဲ့လူတွေများနေပြီတကယ်စစ်မှန်တဲ့ခီးတဲ့ဟာကိုကိုကိုပဲမိခိုတင်တယ်သူတစ်ပါးရဲ့အစားအစာကိုမတောင်းတင်ဘူးသူ့စကလုံးတွေမှာဘုံကျဲချတယ်လို့ဖြစ်၏ ပြိတ္တကြီးလည်းငြိမ်သွားတော့သည်စိတ်အားထက်သန်မှုတွေလျော့သွားပြီးရေအေးနဲ့လောင်းချလိုက်တယ်လို့ပါပဲအတိုက်ခိုက်ခံရတယ်လို့ကျွန်တော်ခံစားရသည်ပြီးတော့ဒါဟာပုံကြီးတစ်ပါးရဲ့ဝေဖန်မှုကျွန်တော်အတွေ့အတွေ့ပြန်ဆိုးဖို့အချိန်နည်းနည်းယူလိုက်ရသည်တုံဆိုင်တုံဆိုင်နဲ့ဖြည့်ရှင်းချက်ပေးရသည်လူတိုင်းအတတ်လို့လောက်ကြရင်ဘယ်ဖြစ်မတုံဆိုတာကတော့မဖြစ်နိုင်တာကိုစဉ်းစားတာမျိုးပဲလူတွေတပြိုင်နက်တည်းပိုက်ဆက်မပါပဲ ဖျားဖူးသွားကြဖို့အလွန်မပြတ်နိုင်တာပဲဘုန်းတော်ကြီးကထပြောသည်လူတယောက်ဟာတခြားသူတွေကိုလုံနိုင်တဲ့နမူနာကိုလိုက်လုံနိုင်မလားကြီးတဲ့နာပေါ့ခမရအတွက်ဒီအလုပ်ဟာကောင်းရင်တခြားလူတွေအတွက်လည်းလုပ်ကောင်းရမယ်ပိုက်ဆက်လည်းမပဘူးအရေးလဲခိုးစားလဲတောင်းဆိုတာကလူတိုင်းဖက်နဲ့လုံနိုင်မလဲသူငင်းကြမှာကြိုးချောင်းစီလျောနေပုံပါပဲဒါပေတိတခုခုမားနေပုံလည်းရသည်အဲလစ်စတာမက်ကလိန်းဒီကျွန်တော်ဘက်မှဝင်ပြော၏ ဖျားဖူးတွေကိုအဝိကျေရတာရှေးခရိယံထုံတတ်မယ်။ဖျားဖူးတွေဟာဖျားဖူးမထွက်သူတွေရဲ့အဝိကျေမှုကိုရတယ်။နောက်တစ်ချိန်မှာယခုဖျားဖူးမထွက်သူတွေကဖျားဖူးထွက်ပြန်တဲ့အခါအရင်ထွက်ခဲ့သူတွေကအပြန်အလှန်အဝိကျေကြမှာပါ။အားလုံးအာဂန်တို့ဝိကျေကုန်ကြရောပေါ့။ခရိယံဘုံတော်ကြီးတွေဟာရက်တွေရွာတွေရဲ့ဒါနအပေါ်မိကိုကြတာကြီးပါ။တန်တရားဝင်နေသောဘုံတော်ကြီးကမလျှော့ပါ။ ကျုပ်ကတော့ဒီเจ้าမှာကလေးတွေကိုစတင်နေဒီအလုံးနဲ့ကျုပ်တဝမ်းတစ်ခါရှာတာပဲခရိယဖုံးတော်ကြီးတွေဟာရရအကျိုးဆောင်လဲလှုပ်လှုပ်ကြတယ်အဲ့တလို့အလုံးဟာသူတို့အလုံးကျုပ်ဖို့တော့ဖျားဖူးကောင်းစင်အောင်ကဖြစ်ပါစေငိမ့်ချမ်းရေးကောင်းစင်အောင်ကဖြစ်ပါစေလျှောက်သွားနေတာတွေကတခြားသူတွေရဲ့စိတ်ကောင်းရှိခြင်းအပေါ်ဖွင့်ကောင်းယူတာလို့ယူဆတယ်ကိုကိုကိုဖျားဖူးတယောက်လို့ခေါ်ဆိုပြီးခမားဟာတခြားသူတွေကိုလှည့်ပြားတာပဲဘုံကြီးနဲ့ကျွန်တော်ဟာစဉ်းစားဖို့အခြေခံခြင်းမတူတာပါပဲ ကျွန်တော်ကခမားကဖုန်းတော်ကြီးတူဒါနဲ့ပဲအိမ်ယာမထောင်ပဲနေရတယ်လူတိုင်းအိမ်ယာမထောင်ပဲနေနိုင်မလားခမားပြောတယ်လို့လူတိုင်းလိုက်လုံနိုင်တဲ့အလုံမှအသေးပဲရှိတယ်ဆိုရင်ခမားအနေနဲ့ပထမဆုံးရဟန်းကလူထွက်မိမတယောက်ရှာအိမ်အောင်ပြုကလေးမွေးရမယ်ထင်တယ်လူတိုင်းသာခမားလို့အိမ်ယာမထောင်ရင်ကဘာကြီးမတည်တတ်နိုင်ဘူးဟုပြောလိုက်၏ပေးသက်စီကရေတံတွေထွက်လာသည်ဘုံကြီးလဲရဲနေသည်ရေခဲတော့ရေပြော်ပြီ ကျုပ်ခမားနဲ့သဘောတူပါတယ်ဟုရဲလဲဆိုသည်အချာမေခွန်းများကိုမေးကြတော့သည်ဒါပေမဲ့စီဝေပွဲက ပြောစရာမကောင်းတော့ပြောင်းလဲသွားပြီမေခွန်းနဲ့နဲ့သာမေးကြတော့သည်လက်ဖက်ရည်နဲ့ဘေ့စ်ကော့ပင်မကဲနိုင် အသက်ကြီးကြီးရဟန်းတဦးကမိတ်သည်ဒီလိုပြင်းပြင်းထန်ထန်ခမားကိုဝေဖန်တာအတွက်စိတ်မကောင်းပါဘူးရဟန်းတပါးကထို့သို့တောင်းပန်သည့်အတွက်တော့အနာတတပါ၏ညနေဆောင်တဲအိမ်ပြရောက်သောအခါတွင်ဤเจ้าရကိုသာဆက်လက်ဆွေးနွေးကြသည် အင်ရှင်ကေတီသည် Iris ကက်တလစ်ဘာသာဝင်ဖြစ်၏သူကနှစ်သိမ့်ဘာတော်မှတန်တရာမျိုးစေ့သည်ကျွန်တော်တွင်ရှိနေပြီအိယာစောစောဝင်လိုက်သည်အိယာသာဝင်၏အိတ်လို့မပြောအတွေးတွေကရစ်ဝဲနေသည်အတွေးများညင်းခုမှုများပြန်လည်ညင်းချက်များမိကွန်းတွေနောက်ထပ်မိကွန်းတွေနှင့်ဖြစ်နိုင်လောက်သောအဖြစ်များသည်ကျွန်တော်အာအိတ်လို့မပြောသေးတော့တလူးလူးတလိမ့်လိမ့်ဖြစ်နေသောကျွန်တော်မှာကြောကနားလာသည်နှင့် ထထိုင်လျက်စိတ်ကိုငြိမ်အောင်လုပ်ရ၏ပုံတော်ကြီးဤစကားများသည်အသားတွင်ဆူဆူးသလိုဖြစ်နေသည် ကျွန်တော်အတိတ်ကိုပြန်တွေ့၏ကျွန်တော်ခြံထားပြစ်ခဲ့သောအိန္ဒိယကိုတွေ့၏အိန္ဒိယကိုစွန့်၍အနောက်နိုင်ငံ၌လာနေသည်မှာမှန်ရဲ့လားကျွန်တော်ကိုယ်ပိုင်ယဉ်ကျေးမှုဒလေ30များကျွန်တော်သာတိဇင်းမြင့်နှင့်နီးနီးကျွန်တော်မနေသင့်ဘူးလားဇနီးတဲ့စွန်မုခတိနှင့်မာယာတို့ကိုလည်းတွေးမိ၏ သူတို့ကိုအိမ်လိုက်ခြံခဲ့ကဗျာပူးထွက်ပြီးလက်ပတ်သွာလာနေတာမှန်ရဲ့လားဘုန်းတော်ကြီးမှတ်နိုင်သည်ကျွန်တော်ဟာကျွန်တော်တာဝန်တွေကျွန်တော်ထမ်းရမယ့်အလုပ်တွေက အမျက်ထွက်ပြေးနေတာပဲခန်းစည်းကိုမားလျက်ဗရင်ပေါက်ကပြင်ပတ်စီကြည့်သည်ကောင်းကင်သည်မှောက်မဲနေ၏ကြဲမရှိလာမရှိအလင်းရောက်မရှိ အရာအလုံးအတက်မရှိသလိုပဲတခါအဲ့ရော်လက်ချမိပြန်သည် ပြင်ပကအမောင်းအတွင်းကတန်တရာ ဓာတွေကိုမတွေးမိအောင်ကြိုးစားသည် အသက်ရှုခြင်းပေါ်အာယုံစူးစိုက်၏ဒါကအလုဖြစ်တယ်လို့ပဲခြေတွေလက်တွေခန္ဓာကိုယ်တည်လေးလာသည်မျက်စိပါနှက်ခမ်းများပြေရော့လာသည် ကျွန်တော်ကအိတ်တဝက်အိမ်မက်တဝက်ထိုချိန်မှာနှစ်ဖူးပေါ်တို့အသားရတင်းလာသောလက်တစ်ဖက်ကိုတတိထားမိလေသည်ဒီနောက်တော့လက်မောင်းထိုနောက်ကကိုခန္ဓာဤပုဂ္ဂိုလ်ဤကျင်နာသောမျက်လုံးများကိုကြည့်လိုက်သည်ချက်ချင်းမမတ်မိ ထို့နောက်တော့မှတ်မိသည်အင်ရှင်ကေတီပဲသူကရိုးရိုးပြောသည်၎င်းကြောပြီရှင်အိတ်တင့်မီဘုန်းကြီးပြောတာမှန်တယ်လို့ခင်ဗျားထင်သလားကျွန်တော်မေးလိုက်သည်ဘရာသာပြောတာမှန်မှန်မို့လူတိုင်းလူတိုင်းမှာဘဝကိုသူနီးသူဟန်နေပုံမျိုးစုံရှိတာရှင်လဲရှင်ကိုပိုင်နီးပေါ့ဘရာသာကလူတိုင်းဟာနေနီးတစ်ခုတည်းနဲ့သာတင့်တော်တယ်လို့ပြောကျင်နေတယ်အဲ့ဒါမှန်မှန်နိုင်မို့ကဲကဲအိတ်တာအိတ်တော့ထို့နောက်သူကငြိမ်သက်သွား၏ မျက်တောင်မှမခတ်ပဲကျွန်တော်ကိုကြည့်နေ၏ကျွန်တော်အိပ်ပျော့သွားအောင်သူကအိမ်မွေချနေတယ်လို့ပဲနိုးလာတော့ဘသူမှမရှိပရင်ပေါက်မှာအလင်းဝင်နေသည်မနက်ခင်းမနက်စာစားပြီးအပြန်ခရီးဆက်လျှောက်ဖို့ထွက်ခဲ့တော့ကေတီကသူ့လဲခဏလိုက်လျှောက်မယ်ဆိုပြီးလိုက်လာ၏ရိုင်ဆေးုံဝင်းထဲကတစ်ပင်ကြီးတပင်နာရောက်တဲ့အခါဇတ်တက်ဒီတစ်ပင်ကြီးဟာအလွန်အောင်စရာမကောင်းဘူးလားတဲ့သူကမေးသည်ခန္ဓာတဲ့ဝတ္တချပင်ကြီးတပင် ကျွန်တော်မှခန်းနာတဲ့တစ်ပင်ကြီးရဲ့အကာအကွယ်ပေးမှုနဲ့ကြီးမားခန့်တယ်မှုကိုခံစားရသည်ကေတီက Iris Station တပုတ်ဆိုလိုက်သည်ကျွန်မတစ်တပင်လိုလှပကြဗျာဘလို့မှမတွေ့နိုင်လို့ထင်ပါသည်တစ်ပင်ဟာ သူ့စာလောင်မသိပ္ပဇတ်တွေကိုမြေကြီးရဲ့ချိုးသားရင်အောင်မှာကတ်ထားပါသည်တစ်ပင်ဟာတစ်နေ့လုံးဘုရားခင်စီမျှော့ကြည့်သူ့တဲ့ရက်လက်မောင်းတွေပင့်ပြီး ယခိုးပါသည်တစ်ပင်ဟာနှွေရဒီမာတုဆန့်ကေတာစာကလေးတိုက်တွေဆင်းရဲမှသည်တစ်ပင်ရဲ့ရင်ခွင်မှာနှင်းတွေဆင်းသက်တာသူဟာမိုးပေါက်တွေနဲ့လည်းရင်းနှီးစွာနေတာဂျမလိုယူနန်းတွေကကြပြားတွေတီတာဒါပေမဲ့ဘုရားသခင်သာတစ်ပင်တစ်ပင်တီထွင်ဖန်ဆင်းနိုင်လေသည်ဘုရားဖူးမအိမ်ပြန်ခရီးဒီခရီးတွင် နေရာတွေလူတွေအထက်ကတင်ပြခဲ့သောစာဖွဲ့ရသည့်တစ်ပင်ကြီးပြီးတော့ရေရင်ကြီးများဖို့သွားစီလာမလို့သူဟာဖို့အောက်ကကဘာဘလောက်လှတာသိမှာမဟုတ်ပါ what what ပြီးတော့လေတောင်ကြားကျိုင်ဝမ်းကိုမိုးကြည့်နေသည့်တောင်စွန်းတောင်ထိပ်များအသည့်ဒိတ်စီကမျှော့ကြည့်ရသောခံစားမှုလေခံစားခဲ့သည့်လူသူလေးပါးမတွေ့ရဒါပေမဲ့ဟိုသွားတီလာခီးသွားတေဟာ တို့ကိုသူတို့တွေ့မှာပဲတို့တွေ့နေနေကြောက်ဆောင်ကြောက်တုံးတဲ့လေတခွန်များခေါင်းပေါ်ကကောင်းကင်နဲ့လွင့်တကယ်စင်စစ်ကတကိုတဲ့ဝီလျံဝတ်ဝတ်ဘယ်ခေခါကမဆိုဖျားဖူးသွားဖို့နေရာတွေတီထွင်ကြတာကြီးဖြစ်သည် ကြောက်တုံးဆက်ဝိုင်းတွေကြောက်တုံးထောင်ပြီးစိုက်ထားတာတွေကိုနံဝိညာဉ်အာယုံစိုက်စရာတွေအဖြစ်ပြုလုပ်ခဲ့သောအချိန်ကာလတစ်ခုရှိခဲ့သည် အလဲခစ်မှတော့သူတော်စင်များ သူရဲကောင်းများဤရုပ်ကျွဲများသည်စေတနာလုံဆော့ရာစိတ်ကူစားရာအဖြစ်လူတွေကိုဆွဲဆောင်သည်အိန္ဒိယ၌ဘာသာရေးဆရာကြီးများနှင့်ကြင်ကြံအားထုတ်သူများမြစ်ကမ်းနှစ်ဖူးနှင့်တောင်တန်းတွေမှရှိနေခြင်းသည်ထိုမြင့်မြတ်သောနေရာများသို့ရာစုနှစ်များစွာလူတွေကိုဆွဲဆောင်ခဲ့၏ကျွန်တော်တို့ခစ်မှတော့ရှေ့စပီးယားနှင့်တော့စတိုင်းတို့မွေးရရက်တို့သည် ကိုကိုကိုပြန်လည်စမ်းသစ်လိုသူများ အသက်လူသူများအားဆွဲဆောင်သည်ဂန္ဒီဂျီ၏တင်ကြိုင်းကိုတည်လဲထိုနီးတူစွာပဲကျွန်တော်အတွက်မူအခြားသောဤပညာစင်တာဒီလဲဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်သည်မက်ကင်လက် အရက်ကထိုနေရာဂျာနီးပညာအင်တာမီဒီယက်တက်ကနိုလော်ဂျီသည်နာမိုင်းတိုင်းတာပါရှိလေသည်တိမ်မွေးသောဤပညာအကျဉ်းနာတရားထားသောဤပညာပဝင်းကျင်ကိုကျင်နာ၍ကမ္ဘာကြီး၏ တယံတတများကိုသုံးဆွဲရ၌စစ်စီသောဤပညာဖြစ်သောကြောင့်ဒီဤနန်ဒိုင်မရှင်ကြောင့်ဤစင်တာသည်ဖျားဖူးရဌာနတခုဖြစ်ပါပေသည်နန်ကိစ္စဟုသည်၌ကိုကွဲ့ယုံကြည်မှုများအကြောင်းမဟုတ်ကျွန်တော်တို့ဘလိုနေဘလိုထိုင်လျက်နေတရူဝါကိစ္စများကိုဘလိုစိတ်နှင့်ဆောင်ရွက်နေသည့်အကြောင်းသာဖြစ်သည်ခရစ်ရှနာသည်စစ်နတ်သား အရုဏအာမရင်မရိုင်ခိုက်မြဲသောညံကိုကြင့်ရန်ဟောသောအခါ အရုဏကညှင်းဆန့်သည်ကျွန်တော်အနေနဲ့သကလုံးကြီးကြီးများနဲ့ခက်ခဲသောယူဆများကိုနားမလည်ပါသကလုံးရိုးရိုးနှင့်သာပြောတော်မူပါမရင်မရိုင်ခိုက်မြဲသော ပုပ်ကိုတဦးတယောက်သည်ဘလို့လမ်းလျှောက်မလဲထိုင်မလဲစားမလဲစကားပြောမလဲနေထိုင်မလဲဟုပြန်လဲတုံ့ပြန်သည်ဒါနဲ့ပဲခရစ်ရှနာသည် လူပြင်းလူတမန်စကားပဲဟောရသည်။ရှောက်ချင်းထိုင်ချင်းစကားပြောချင်းများကို ကျင်နာနှင်းပြုပါလေ။ဤနည်းအဖြင့်တမန်ပြုမှုကိုပင်ယောဂအကျင့်သို့မြင့်တင်နိုင်ပါလိမ့်မည်။ကျုပ်တို့ကကိုစားမည်အစာကိုစိုက်စွမ်းအင်ထုတ်လုပ်ခြင်းရေယူခြင်းကိုယောဂစိတ်ကောင်းသောမနောအဖြင့်ပြုနိုင်သောကျုပ်တို့နေထိုင်သောနေရာသို့မဟုတ်လူသားတို့ကိုအနည်းငယ်ပြုသောဤပညာကိုဖန်တီးရန် ကျုပ်တို့စူးစမ်းတော်မူမဟုတ်ချေချင်းငင်သည့်ရစ်ဘိန်းကိုသုံးဖို့တိုက်တွန်းသည့်မဟာတမဂန္ဒီကဲ့သို့သောပုဂ္ဂိုလ်ဈာနီးပညာခြားသောဤပညာကုသောဝဟတာကိုတီထွင်ခဲ့သော EF ရှုမိတ်ကကဲ့သို့သောပုဂ္ဂိုလ်များသည့်ဘာသာတရားကိုဆိုင်ရသည့်ရိုရှင်သောဤပညာယူဆကိုထို့သူတို့တိုက်တွန်းသောအကြောင်းမှာထို့ဤပညာသည်စိတ်ရောရုပ်ပါချမ်းသာစင်ရမွေ လူတို့ဤချမ်းသာကိုစောင့်နိုင်သောကြောင့်ဖြစ်၏ဤစိတ်ပိုင်းတိုင်းတမပါရှိကအခြားသောဤပညာ alternative technology သည်လောကအမြင်အခြေခံမရှိဟုပြောနိုင်သည်ခဲလ်ဒါအိုင်ဒရစ်အမြင်ပိုင်းမှအောက်သို့ဆင်းလာ၍ကြောက်တင်မုံကြောက်တွင်းများရှိရာခြံဝန်းသို့ဝင်လာကြတဲ့ကကျွန်တော်ချက်တော်များသည်တွေးလိုသောနှင့်မြန်လာ၏နှစ်များစွာကတဲ့ကစိတ်အားထက်သန်နေသော ဂေဟပညာရှင်များသည်ဤဒေသသို့လာခဲ့ကြသည်စွန့်ပစ်ထားသောကြောက်တွင်းစခန်းကို သူတို့တွေ့ကြသည်တောက်ခတ်ပင်တွေစူးပင်တွေလွှမ်းနေတဲ့နေရာတစ်ပင်မြင့်တွေဝင်းရံ့နေသောဤမြေရိုင်းဝေလာဤဝေလံခေါင်ပါဒေသသည်သူတို့ရှာနေသည့်နေရာမျိုးစားအမှန်ဖြစ်၏တောင်များခန္ဓာရများနှင့်မြေရိုင်းသည်ရှေ့သွားလမ်းပြသိရှိသူများကိုဆွဲဆောင်သည် ပြုပြင်ထားမှုမရှိသည့်ဤသို့သောနေရာဒေသအခြေအနေတွင်အနောက်ချက်ကင်းစွာဒုတိမဟုတ်တိဆောက်ထားရှိပြီးစနစ်မှကင်းပါလျက်သူတို့ဤကြောင်းတောင်းတောင်းလက်တွေ့ဆန်းသတ်မှုများကိုပုံဖော်နိုင်ပြီးဖြစ်၍သည်ပိုင်ရှင်နှင့်ဆွေနွေးကပိုင်ရှင်နှင့်ဆွေနွေးကသဘောတူညီချက်များရယူလျက်ကွန်မြူနတီလူတိုင်ဝိုင်းတစ်ခုအတွက်အခြေခံအုံမြင့်များချရန်စကမ်းချကြတဲ့ပြန်လည်ပြည့်မြစ်စွမ်းအင်ကိုသာအသုံးချမည်ဖြစ်သော စားစာကို အော်ဂန်နစ်နည်းများကိုသာသုံးလျက်စိုက်မြည်ဖြစ်သော အထက်မှအောက်ဆက်ဆံမှုများကင်းပသောဘဝနေပုံထိုင်ပုံကိုနမူနာပြမည်ဖြစ်သည့် community ကျွန်တော်ကို ပီတာဟာပါကလက်ခံတွေ့ဆုံဤသူသည်ကျွန်တော်ကိုစင်တာအားလိုက်ပြဤလျက်စစ်ထုတ်လုပ်သော လေးရဟန်များဆိုလာပြားများခြေတင်ဘိန်းများဘာဝမြေဩဇာသနစ်များကိုပြထားသည် ပီတာကိုယ်တိုင်သည်ပုံမှန်လျက်စစ် ဂရစ်မှလျက်စစ်အာကိုမတုံးသောအိမ်တလုံးတွင်နေသည်လူချေကန်လိုအပ်ချက်များကိုထိုနေရာတည်းတတ်တွင်ရှိနေသောပြီးတော့လည်းပြန်လည်ဖြစ်တင်းနိုင်သောစွမ်းအင်ကိုသာအသုံးချသောနေထိုင်ပုံနမူနာသည်မှန်လုံးအိမ်နှင့်စိုက်ပျိုးထားသည့်ကိုပြ၏ဟင်းသည်ဟင်းရွက်ခြင်းကိုပြ၏ဥယျာဉ်စိုက်ပျိုးခြင်းသည်ပီတာ၏ဝါဒနာတီတောင်သားကစင်တာသည်အမှောင်တဲကချစ်တလန်းဖြစ်ခဲ့သည်ယခုမူ နှစ်စဉ်လူတသိန်းအလဲလာကြပြီတိုးတက်ပြည့်ထွန်းနေသောလူတိုင်ဝန်တခုထိုတိုင်ဝန်ကလူများကိုစိတ်ကူးစံဝါဒနှင့်တန်ဒိဋ္ဌန်ချထားခြင်းကမောင်းနှင်သည်ဤဌာနကိုအောင်မြင်သော လုပ်ငန်းကိုင်ငံတခုဖြစ်အောင်ထို့အပြင်ကွန်မြူနတီတခုဖြစ်လာအောင်လုပ်ခြင်းသည် ခက်ခဲလျက်အနုစိတ်ရသောချိန်ဝင်ရှာညှိရခြင်းလိုအပ်သည်သူတို့အောင်မြင်ပေါက်ရောက်ပေသည်ဟုကျွန်တော်မြင်သည်တစ်ဖက်၌လောကတည်းတွင်အလုံးရှုံနေသောတိတိယောက်ယောက်ရှိသည့်ယုံ ောက်တစ်ဖက်မှာတော့စိတ်များကြက်များ ပုံမီးဖို့ကြောင့်ကလေးတွေသည်တက်တောင်းတက်တာပတ်ဝန်းကျင်၌ကစားနေကြသည်ပီတာသည်အစင်းမြင့်ဤပညာအလုံးယုံတို့လည်းခေါ်ပြသည်ဒီတကြိမ်၌မူခလန်လန်ဖြစ်နေပုံရ၏ကျွန်တော်နားလည်နိုင်ပါသည်သူနေရာကကွန်ပျူတာပရိုဂရမ်မာများဆီလီကွန်ချစ်ပြားကျွမ်းကျင်သူများသည်တတိယကမ္ဘာအတွက်၃ရွံရည်ရွယ်လျက်ဤပညာအမြင့်သားများနှင့်အလုံးလုံးနေ၏ ဤနိပညာမျိုးသည်တတရားကပါကိုလွတ်မြောက်စေပါမလားကျွန်တော်ကတော့တန်တရားရှိ၏အနောက်တိုင်းသိပ်ပံအပေါ်ပုံမမီခိုးလာအောင်ဖြစ်လာမှာပဲမဟုတ်လားကျွန်တော်အတွက်မူအခြားသောနိပညာနဲ့အစင်းမြက်နိပညာနှစ်ခုရင်ကြားစေနိုင်မည်ဟုမတင်ဒါပေသည့်ကွန်ပျူတာခက်ကြီးဤတက်ရောက်မှုသည် အလွန်အားကောင်းရာဂေဟာသမားများနှင့်သဘာဝပတ်ဝန်းကျင် အပေါ်အကျိုးတက်ရောက်မှုနည်းနိုင်သမျှ နေတရားမြည်ဟုသောဤပညာဓမ္မများကိုတော်မှ အတော်လွမ်းမို့ဤတနော်အလွန်ဝေဖန်နေ၍မတော်ဘသူဖြစ်ပါစေဤစင်တာသည်တွေးကော့တဲ့အတွက်မိရှုတတ်ဆောင်ဖြစ်နေပြီရုပ်ကျွင်းလောင်သာစီသည်အကန့်အသင့်သာရှိလျက်နျူကလ িয়ার ဆွမ်းအင်သည်အန္တရာယ်ကြီးသည်ဟုလူတွေသိလာသည်နှင့်အမျှသူတို့သည် နေလေနှင့်ကဘာကြီးဤတဘာဝဆန်အားတတိနှင့်သာနေထိုင်မှုလောက်ကြလိမ့်မည်ထိုချိန်၌ ထားသောဤပညာစင်တာသည်လူအသက်ဇီဝနှင့် လူအဖွဲ့စည်းဤစင်တာဖြစ်လာလိမ့်မည်မကင်လက်၌လျှောက်လေသည်ဤရက်ကရှေးတုန်းကဝေလာဤမြို့တော်ဖြစ်ခဲ့သည်ဝေလာသည်ပါလီမန်စနစ်ကိုစလုပ်သောပထမနိုင်ငံဆိုပဲမကင်လက်၌လွတ်တော်ရှိခဲ့သည်အင်္ဂလန်သည်ပါလီမန်စနစ်ဤမိခင်ကြီးမဟုတ်ဝေလာသာမိခင်ကြီးဖြစ်သည် ရှေးဆောင်ကြီး၌ခဏရက်သည်နှစ်လိုပွဲသောအဆောင်ကြီးပဲပဲ ယခုတော့အင်္ဂလန်ကကျမတို့အတွေ့ခေါ်ကျမတို့ဘာသာစကားကျမတို့ဘဝနေပုံထိုင်ပုံကိုလွှမ်းမိုးတာပါလေ ဟုကတဲ့ရင်ကဆိုသည် အင်္ဂလိပ်တွေက တောင်တွေကိုကြိုက်လို့လာကြတယ်ဘာသာစကားကိုတော့မကြိုက်ဘူးလှပတဲ့တောင်ကြားကြိုင်ဝမ်းတွေထဲမှာအာလယက်တွေအပန်းဖြစ်ဖို့လာကြတယ်ဒါပေမဲ့ကျမတို့ရဲ့ဒလေးကိုမသိခြင်းဘူးဒီဒေတာရှုမြော့ခင်းတွေရဲ့ခန္ဓာမှုကိုကြိုက်တယ်ဒီမှာနေကြတဲ့လူတွေမရှိတဲ့ချွမြော့ခင်းတွေကိုပဲရကျင်ကြတာဦး အင်္ဂလန်ကိုစန့်ကျင်တဲ့စိတ်ကျမမှာမရှိပါဘူးသူတို့တွေလူတွေကိုကျမတို့သမိုင်းကိုကျမတို့ဒလိကျမတို့ဘာသာစကားကိုလေးစားသိကျင်တာတခုပဲဘယ်တော့ခါ၌လွှမ်းမိုးချက်လက်သောဒလိထုံးစံများကစီဝါရေးနိုင်ငံရေးထိုး၌အားနည်းသောလူတွေအပေါ်ချက်လက်ခြင်းများရပ်တန့်မလဲတစ်ပင်တပင် အောက်ကွင်းထဲမှာကျွန်တော်တို့ထိုင်ရသည်လေပြေလေညင်လေအေးကတိုက်နေလေသည်ရုပ်ဝတ္ထုအကျိုးများရရန်ဆောင်ရွက်ရမည်ဟုမော်ဒန်ကျင်ကျေးမှုကကျွန်တော်တို့အသင်သည် ငွေအတွက်ပါဝါအတွက်ကြော်ကြားမှုနဲ့တက်တောင့်တက်တာရှိမှုအတွက်ဒါနဲ့ပဲတဦးနဲ့တဦးထာမတဘာဝပတ်ဝန်းကျင်ထာမမိမိကိုယ်တိုင်ဤစိတ်မနှောမှယူပြီးရင်ယူကြကပြန်ပေးဖို့ပြန်ဖြည့်ဖို့မစင်စားဖျားဖို့အပြန်လန်းဖျားဖို့ရှာရ၌ကျွန်တော်ကိုလက်တင်ခံကအဲ့ရနေရပေးသောဂလင်ဥခော့သောပုံနှိပ်ဆက်လုပ်ငန်းလုပ်သူသည် ရှိ၏သူကအမှုပညာသမားသည် သူကတော့ကုမာရာစွာမိဤဒေသနာများကိုကြိုက်တဲ့အနုပညာတမဟာအထူးတက်လေလူမျိုးသားမဟုတ်ပါဘူးလူမှန်သမ ्या ကတာထူးတက်လေအနုပညာတမပါတဲ့တညက်နေဟီယတ်ဖိုမှာဟောရပြောရဤပြန်ဖြစ်ခြင်းနီလန်းကိုကျွန်တော်တို့ဟောသည်အိန္ဒိယမှာမူသုံးခုကျင့်ရတယ်ရကနဒါနနဲ့တပလို့ခေါ်တယ်အဲ့ဒီသုံးခုအာပြန်ဖြစ်ခြင်းဆိုင်ရာဆက်နွယ်မှုတွေပဲ ရကနာအဖြစ်မြေကြီးနဲ့တဘာဝကိုပြန်ဖြည့်တယ်။ဒါနအဖြစ်ယဉ်ကျေးမှုနဲ့လူဖွဲ့စည်းကို ပြန်ဖြည့်တယ်။တပအဖြစ်ဝိညာဉ်နဲ့နံကိုပြန်ဖြည့်တယ်။ကျွန်တော်တို့ရဲ့စာနဲ့ရေဟာမြေရလာတယ်။အိုးအိမ်နဲ့အဝတ်ထည်ဟာမြေရလာတယ်။စင်စစ်တော့ကျွန်တော်တို့ကိုမြေနဲ့လောက်တာတာ။မြေကြီးထံကပဲယူနေပြီးဘာမှပြတ်မပေးရင်မြေကြီးဟာတိုက်စားပြုတ်ကွဲသွားမှာပဲ။ဒါကြောင့်အိန္ဒိယဆိုစကားကခမည်းအနေနဲ့တစ်တပင်ခုတ်ရင်ငါးပင်ဆိုက်ရမယ်တဲ့။ကျွန်တော်တို့တတိထားရမယ်။စဉ်းစားရမယ်။ မြေကြီးပြတ်အောင်လုပ်မိရင်ပြန်ပြင်ရမယ်။ဒါကိုရက္ခဏလို့ခေါ်တယ်။မွေးစားကလေးကလူအဖွဲ့စည်းထံကထောက်ပံ့မှုယူရတယ်။မိဘတွေစီကအင်းနီးသားချင်းတွေစီကဆရာစီကတငယ်ချင်းတွေမိတ်တင်ကားတွေစီကစာပေဘိတုကပကြီးဂီတကာလန့်နဲ့ယထာလန့်နေစာတင်ကျောင်းနဲ့ဘုရားကျောင်းတွေဘိုးဘွားဘီပင်တွေလုတ်ခဲတဲ့အလုပ်တွေရဲ့တီးပွင့်တွေကိုခန်းစားတယ်။လူတလိဆဲ့ကြီးဟာ ျွန်တော်ဒုက္ခတာနောက်လာနောက်သွားတွေအတွက်တခုခုပြတ်မပေးခဲ့ရင်ခန်းသွားမှာကျွန်တော်ဒုက္ခတာအလုတ်တွေဟာလူအဖွဲ့စည်းကိုပေးကမ်းနေတာပဲလို့မြင်ရင်အလုတ်ရဲ့အည်သွေးနဲ့အဓိပ္ပာယ်ကစများစွာတက်လာမှာပါဒါကိုဒါနာလို့ခေါ်တယ်မြေကြီးနဲ့လူအဖွဲ့စည်းကိုပြန်ဖြည့်ဖို့လောက်တာနဲ့အမြကျွန်တော်တို့အားမိမိကိုယ်ကိုလည်းပြန်တက်အောင်လုပ်ဖို့လိုတယ်ညံခံစားမှုစိတ်မနှောရဲ့ဖြစ်ချင်းရှိခြင်းကိုဖော်ထုတ်ဖို့စွမ်းရည်များကြီးတုံးကြရတယ် တခါတရံမှာအနှုတ်ဘက်ကတခါတရံမှာတော့အပေါင်းဘက်ကတခါတရံမှာစိတ်တို့ပြီးတခါတရံမှာချစ်ချင်းမြတ်တာနဲ့ကျွန်တော်တို့ရဲ့အဲ့ဒီစိတ်မနှောကိုမကုရင်ဘလို့လုပ်ပြီးကျွန်တော်တို့ဟာတလုံးတစီတစ်ခုကြီးဖြစ်နိုင်မလဲတရားအထုတ်ခြင်းသီလဆောင်ခြင်းမြေရည်စည်းကိုစောင့်ကြည့်ခြင်းပွင့်အံ့လာနေတဲ့ပန်းတပွင့်ကိုငေးကြည့်ခြင်းတဘာဝတဲ့မှာလမ်းလျှောက်ခြင်းဖျားဖူးသွားခြင်း ။ဓာတ်တွေနဲ့စိတ်မနှောကိုပြန်ဖြစ်နိုင်တယ်။ဒါကိုတပလို့ခေါ်ပါတယ်။ကျွန်တော်ကအိန္ဒိယရဲ့ရှေးမှု၃ခုကိုခက်တဲ့အခြေအနေနဲ့အဓိပ္ပာယ်ဖွင့်နေတာပါ။ကျွန်တော်တို့ခက်မှလည်းအိန္ဒိယရှေးမှုတွေဟာအဓိပ္ပာယ်ရှိနေသေးတာပါပဲ။ဟိုခက်တွေတုန်းကတော့ဘသူမှဂေဟဗေဒတို့ရေရှည်တည်တံ့ရေးတို့မကြဘူး။ကျွန်တော်ဖရာဘူးခကြီးကတပအကျင့်ပါ။နောက်တနေ့မှကလင်နဲ့အတူ Heartford Waldorf ကျောင်းကိုသွားကြည့်တယ်။ Rudolf Steiner ၏ ပညာရေးအတွေးခေါ်များမှအကြံရစေတနာလှုပ်ဆောင်သည်ဖြင့်ဤကြောင်းထောက်ညခြင်းဖြစ်သည်ကလေးသည်9နှစ်အထိအရေးအဖတ်အတွက်စသောစလုံများလုပ်ရန်မသင့်9နှစ်ပတိုင်မီအချိန်သည်ခံစားမှုနှင့်အလိုလျောက် ထိုးထွင်းတည်မြဲမှုများတိုးတက်အောင်လုပ်ရန်အချိန်ဖြစ်သည်ကလေးတို့အားပုံပြင်များအယောင်များဂိမ်းများကစားခြင်းများဖြင့်သာသင်ယူစေရ၏9နှစ်ကျော်မှသာစများကို သင်စေသင့်ပါသည်ဟု၏ ကလေးဦးရဲ့60ခန်းနဲ့ခင်တော်စိတ်အားထက်သန့်သောနှင်းအပ်ထားသောဆရာတစုကိုပျော်ရွှင်ပွဲပတ်ဝန်းကျင်မှာတွေ့ရသည်။ဤကဲ့သို့သောចောင်းမျိုးသားကိုဖွင့်ရန်အကြီးဆုံးပြဿနာသည်ငွေရေးကြေးဖြစ်၏။ပြည်ထရှပညာရေးစနစ်သည်အလွန်တကြောင်ဆွဲဖြစ်သည်။တင်သည့်အစိုးရစနစ်ထံမှနေလိုနေမှတ်ချက်ထိုစနစ်ကမိဘနှင့်ကလေးဤအထူးထူးသောလိုအပ်ချက်ကိုဂရုမစိုက်။ဒိုဒီမဟုတ်လျင်ငွေကုန်ကြေးကြအလွန်များသောအီလီဆန်သည် private ကျောင်းများပို့လို့ပို့အခြားရွေးစရာမရှိဂျာမနီမှာတော့ Steiner ကျောင်းများကိုဆိုရကငွေကြေးထောက်ပံ့သည်ပညာရေးအမျိုးအစားများချင်းမိဘကြီးရွေးခွင့်ပညာရေးကိုနီလန်းအစ်များနဲ့ချင်းကတ်ချင်းတို့ကိုဂျာမနီအစိုးရကတည်မှတ်သည်ဖျားဘူးချစ်ချင်းခရင်သည်ကျွန်တော်အားချေအောင်နေရာများခန္ဓာတော်ရှုခင်းမြင်ကွင်းများသို့စောင့်ပို့သည်ထိုနေရာတို့သည်တိုးရစ်များအားဆွဲဆောင်သည်ဖျားဘူးသွားခြင်းသည် ခီးသွွားလုပ်ငန်းဤနံပိုင်းပုံတံတန်ခီးသွွားလုပ်ငန်းကဖျားပူးသွားခြင်းဤဘာသာရေးမဟုတ်သောပုံတံတန်သည်ဖျားပူးသွားသည့်ဖြစ်ကရိုသေလေးမြတ်စိတ်ကဲသည်ဟိုအာဒီယာတောင်းဆိုမှုများနည်းသည်တတ်တောင်းတတ်တာမဖြစ်တာတွေရှိမှနှင့်ခီးတလျှောက်အခက်ခဲရှိမှကိုမျှော်လင့်ထား၏ဘာသာရေးအတွက်မဟုတ်သောခီးသွွားခြင်းတနည်းတိုးရများဖြင့်ခီးသွွားခြင်းကထိုခီးအတွက်ကဘာကြီးကအသိမ့်ပြင်ထားပေဖို့မျှော်လင့်၏ ခေရခဲ၌ဖျားဖူးထွက်ခြင်းနှင့်တိုးရစ်များဖြင့်လက်ပတ်ခီးသွားခြင်းသည်နိစ္စလာတတ်မှသည်